ဖလော်ဒီဒါမှာလေသစင်းသိမ်းပေါက်မှုကြောင့်လူသူဦးသေဆုံးအမေရိကန်ပြည်ထောင်စုဖလော်ဒီနာပြည်နယ်စိတ်လူစီအင်လန်နီကန်ယိုတဲမှာအပီလာ73ရက်နေ့ကလေသစင်းသိမ်းပေါက်မှုကြောင့်လူသူဦးသေဆုံးခဲ့ကြောင်း APC သတင်းမှာဖော်ပြထားပါတယ်အဆိုပါလေသိမ်းပေါက်မှုဖြစ်စဉ်တွင် လူလေးဦးကိုကယ်ဆယ်နိုင်ခဲ့ပြီးအခြားပြောက်ဆုံးနေသူတွေလည်းရှိနေတယ်လို့သက်ဆိုင်ရာတာဝန်ရှိသူတွေကပြောကြားထားပါတယ် လက်ရှိမှာလေသစင်းသိမ်းမှောက်ပြီးနောက်ပျောက်ဆုံးနေတဲ့ခီးတဲတွေကိုအမေရိကန်ကမ်းခြေစောက်သက်ကရှာဖွေနေတယ်လို့သိရပါတယ်။အေပီလာ7ရက်နေ့မွန်လွဲပိုင်းအထင်လေသိမ်းမှောက်မှုကြောင့်ပျောက်ဆုံးနေတဲ့ခီးတဲတွေကိုဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်းတာဝန်ရှိသူတွေကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဖလော်ဒီဒါရှိစိတ်လူစီအင်လန်နီကန်ယိုတန်23မိုင်အကွာမှာဖြစ်ပွားခဲ့တဲ့လေသိမ်းမှောက်မှုဖြစ်စဉ်ကိုသတင်းပို့ပြီးနောက်ရှာဖွေမှုစတင်ခဲ့ကြောင်းကမ်းခြေစောက်သက်ဖွဲ့ကပြောကြားထားပါတယ်။ ကယ်ဆယ်နိုင်ခဲ့တဲ့လူတဦးချင်းစီမှာပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့ပြီးရရှိခဲ့တဲ့ဒဏ်ရာတွေကတော့အသက်အန္တရာယ်မရှိတဲ့ဒဏ်ရာတွေဖြစ်ကြောင်းသက်ဆိုင်ရာအာဏာပိုင်တွေကပြောကြားထားပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။